ဒီကောင်ရွယ်အုပ်ထုပ်ကိုမြင်ရတာလေသူ့မုံနဲ့တစုံတရာကိုသတိရမိရဲ့အကြောင်းသိရလိုက်ပါတယ်။အဲ့ကောင်ကစပင်းနီးကြောက်ကြောက်နဲ့ဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့လူဖီကလည်းဘက်ကီးကရှန့်အကြောင်းပြောနေရမှန်းသိသွားခဲ့ပြီးရှန့်ကမှရှိလဲဆိုတာကိုတော့ဘက်ကီးကမပြောပြတဲ့အတွက်သူ့ကိုယ်တိုင်ပဲမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။လူဖီကရာဘာလူသားဖြစ်ပေမဲ့တက်ရှားတဲ့အချွန်တွေဓာတ်တွေကိုတော့မခံနိုင်တဲ့အတွက်ဘက်ကီးရဲ့တိုက်ကွက်တွေကိုရှောင်နေရပြီးသူပြန်လိုက်တဲ့အချိန်မှာလည်းဘက်ကီးကသူ့ရဲ့ခန္ဓာကိုယ်ကိုအတုံးချပြီးရှောင်လိုက်တဲ့အကြောင်းရာဘာလူသားလည်းအနေငယ်အုံနောက်ချလာခဲ့ပါတယ်။ ဒါပေမဲ့အစတွေကအုံနောက်မတုံးတဲ့ကောင်ဖြစ်လို့နောက်တစ်ခေါက်ပြန်ထလာခဲ့ပြီးအဲ့လိုကြမ်းတမ်းလာတဲ့နဆိုးတတိစားသူနှစ်ယောက်ရဲ့တိုက်ပွဲကိုလည်းဘသူကမှဝင်မပါရဲကြပဲအချင်းအင်းနေကြည့်နေကြရတာဖြစ်ပါတယ်အဲ့ချင်းဘက်ကီးရဲ့တိုက်ပွဲတစ်ခုကလူဖီရဲ့မျက်နှာကိုချစ်မိသွားပြီမြဲလူဖီကတော့သူ့ရဲ့မျက်နှာထက်ရှန်ပေးရဲ့ကောက်ရွအုတ်ထုတ်ကိုထိသွားရကြောင်းဒေါသထွက်နေတာကိုနာမီကလှမ်းတွေ့လိုက်ပါတယ်။ပုံမှန်ဆိုရင်အငြင်းနဲ့ဆပ်ပေါ်လို့နေတဲ့လူဖီကသူ့ရဲ့ကောက်ရွအုတ်ထုတ်ကိုလာကြည့်ရင်တော့ဘသူ့မှာခွင့်မလုပ်ဘူးဆိုတာကိုသိလိုက်ရပြီးအဲ့ဒါကိုရှင်းမိသွားတဲ့ဘက်ကီးကလည်းအုတ်ထုတ်ကိုမှရွယ်ချက်ရှိရှိဖြတ်စည်းလိုက်ပါတယ်။ ဒီရုပ်တော့ကသူ့အတွက်အရေးကြီးတဲ့အရာဖြစ်လို့တေရှာထိန်ထိန်မှုမှားခဲ့တဲ့ရှန်ငင်စကားကိုလည်းလူဖီကပြန်သတိရသွားခဲ့ပြီးဘက်ကီကတော့တကယ်ရန်နာဆိုတာကောက်ရုပ်အထုပ်အစပလို့မဟုတ်ပဲရွှေငွေကြောက်တံဗဒမြားတွေကိုသာခေါ်တာဖြစ်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်လူဖီကတော့သူ့ကိုရှန်ပေးခဲ့တာဖြစ်လို့သူ့အတွက်ရန်နာလို့အဖိုးတတ်တဲ့အကြောင်းပြောပြလိုက်တဲ့အချိန်မှာတော့